မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနကြီးဒီဇင်ဘာလ၂ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့မျိုးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နန်းစီတရင်ဝန်ထမ်းများအနေဖြင့်စစ်တပ်နှင့်တဟဆာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုဆန္ဒမဲပေးရွေးချယ်ရန်မေအောင်လိုင်ကပေါ်ပေါ်တင်တင်ဖိအားပေးလောင်းဝင်ကြီးဌာနများတွင်ချက်ဖို့ပါတီကိုသာမဲပေးရမည်ဟုနှုတ်မိတ်ညွှန်ကြားမှုများရှိလာတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နှမ်းစီရီယံဝန်ထမ်းများအနေဖြင့်စစ်တပ်နှင့်တဟဆာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုစန္ဒမဲပေးရွေးချယ်ရန်လိုအပ်ကြောင်းမြောက်လိုင်းကပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလိုက်ပါတယ်။ရမနီပြည်ဦးလေမျိုးနှင့်ဇီးပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြမပြီးရဲအရာရှိလေးချင်ရေးကြောင်းဇီးပင်ကြီးနှင့်ဗဟိုမီသက်တင်တဲ့ကြောင်းပြည်ဦးလေတို့မှနီးပြအရာရှိများနှင့်တင်နန်းသားတင်နန်းသူများကိုတွေ့ဆုံစဉ်မြောက်လိုင်းကထိုးထိုးတရက်ဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာခြင်းဖြစ်ပါတယ်။ ။တင်နန်းသားတင်နန်းသူများအနေဖြင့်ဆန္ဒမင်းများပေးရတွင်တိုင်းပြည်နှင့်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒုတာဝင်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်းနိုင်သူစစ်တပ်ကနိုင်ငံတော်ရှိနေတဲ့၍တရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်း institution ဖြစ်သဖြင့်စစ်တပ်နှင့်သဟဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုကြောင်းမေးအောင်လိုင်းကဆိုပါတယ်။ရှင်းပြင်းမေးအောင်လိုင်းကနိုင်ငံဝန်ထမ်းများအနေဖြင့်သက်ဆိုင်ရာမိမိတို့တာဝန်များအလိုက်ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း နိုင်ငံရေးတွင်အာဏာရပါတီအလိုက်အစိုးရအဖွဲ့လိုက်မူဝါဒများကွဲပြားသွားမည်ဖြစ်တော်လေယုံထာနာများအနေဖြင့်ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်းနိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ကြရသည့်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲအကျက်တင်းများကိုစစ်တပ်ကပင်ဦးဆောင်ရဖြစ်ရှင်းကြရကြောင်းနိုင်ငံတော်တွင်ကြုံတွေ့ကြရသည့်သမိုင်းကြောင်းများကိုမှန်မှန်ကန်ကန်လေ့လာသိရှိနားလည်ကြရန်လိုကြောင်းဆက်လက်ပြောဆိုပါရစေမြန်မာနိုင်ငံအနေဖြင့်ပထဝီအနေထားအရာ အာဂျီနိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီးရှုပ်ထွေးသည့်နိုင်ငံရေးသမိုင်းကြောင်းနောက်ခံများလည်းရှိကြောင်းအရှိနှင့်အနောက်၏မတူညီသည့်သဘောတဘာဝများပြည်တွင်းလက်နက်ကင်ပြိပခါများနိုင်ငံရေးအရာတည်ငြိမ်မှုရရှိရန်လိုအပ်နေမှုများကိုတည်ငြိမ်မှုရှိအောင်ထိန်းသိမ်းဆောင်ရွက်နိုင်မှုရှိပါကနိုင်ငံပြိုကွဲမှုအခြေအနေများနှင့်ကြုံတွေ့နိုင်ကြောင်း2020ပြည်နှင့်ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မင်းမတမမှုများဖြစ်ပွားခဲ့ချိန်၌ဥပဒေနှင့်အညီဖြည့်ရှင်းမှုများဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် စစ်တပ်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီနိုင်ငံတော်ဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းမေးအောင်လိုင်ကပြောဆိုပြန်ပါတယ် ဒီဇင်ဘာလ28ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ရက်ပေါင်း26ရက်သားလိုတော့တဲ့အချိန်တွေအကြံဖတ်မိအောင်လိုက်ကထို့သို့စစ်တပ်နှင့်လက်တွဲနိုင်သူများကိုမဲပေးရွေးချယ်ရမည်ဖြစ်ကြောင်းဖိအားပေးနေသည့်အပြင်နေပြည်တော်နှင့်နိုင်ငံတော်လောက်ရှိဝန်ထမ်းများနှင့်မိသားစုများကိုစစ်တပ်လက်အောက်ခံချမ်းဖော့ပါတီကိုသာဆန္ဒမဲပေးရန်နှုတ်မင်ဖြင့်ညွှန်ကြားမှုများလှုံ့ဆော်လာကြောင်းနေပြည်တော်ရှိဝန်ထမ်းတရင်ရင်းမြစ်များကပြောဆိုကြပါသည်ဆလပီမြန်မာပြည်ပခအခြေအနေဆိုးလာတာကိုအလွန်အမင်းဆိုးရိမ်ဟုဂျပန်ပြောတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ဂျပန်နိုင်ငံသားဝင်ကြီးမိုတီကီတိုရှီမစ်ဆူဟာရှမနီနိုဝင်ဘာ၁ရက်နေ့တွင်ဂျပန်အစိုးရရဲ့ဖိတ်ကြားချက်အရဂျပန်နိုင်ငံသို့ရောက်ရှိနေတဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမတ်ဂျူလီဖီရှော့နဲ့တွေ့ဆုံကမြန်မာအရေးကိုဆွေးနွေးခဲ့ပါတယ်ဂျူလီဖီရှော့ရဲ့မြန်မာအရေးဖြစ်ရှင်းဖို့ဂျိုးပန်းမှုတွေကိုလေးစားသတ်မှုရှိကြောင်းမြန်မာနိုင်ငံမှာပြည်ပခအခြေအနေဆိုးရွားလာတဲ့အပေါ်အလွန်မင်းဆိုးရင်ကြောင်း မိုတီကီကပြောပါရယ်ပရိပခဖြည့်ရှင်းတာတိုးတက်လာစေဖို့နဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီအကောင့်ထဲပေါ်ဆောင်ဖို့တိုက်တွန်းတာမျိုးလို့ဂျပန်အစိုးရရဲ့မြန်မာအရေးဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုလည်း၎င်းကရှင်းပြခဲ့ပါရယ်မြန်မာပရိပခကိုအပြည့်ရှာရမှာဂျပန်နိုင်ငံကအရေးပါသောအခမ်းအနားမှပါဝင်ကြောင်းလက်ရှိအချိန်ထိဂျပန်အစိုးရရဲ့ကြိုးပမ်းမှုတွေကိုတံမိုးထားကြောင်းဂျူလီဖစ်ရှော့ကပြောပါရယ်မြန်မာနိုင်ငံမှာအာဏာသိမ်းမှုနောက်ပိုင်းကုလသမဂ္ဂရဲ့အစီအစဉ်တွေနဲ့အနာဂတ်အလားအလာတွေကို၎င်းကရှင်းပြခဲ့ပါတယ် မြမအရေးဖြစ်ရှင်မှုတိုးတက်လာရင်မှကုလသမဂ္ဂကတက်ကြွသောအခမ်းအခဏမှပါဝင်ဖို့မျှော်လင့်ကြောင်းဘူတီကီကပြောပါရယ်မြမပြည်ပခဖြစ်ရှင်ရမှအနီးကညှိနှိုင်းဆောင်ရွက်မှုကိုဆက်လက်လှုပ်ဆောင်ဖို့ကိုလည်းနှစ်ဦးစလုံးကသဘောတူခဲ့ပါရယ်ဆက်လက်ပြီးကမ္ဘလူမျိုးနဲ့ဇပယ်နှံ့သာဂိတ်တွေစစ်တပ်ကပြည်သူ၁၁ဦးကိုဖမ်းဆီးခဲ့ပြီး၄ဦးညှဉ်းပန်းနှိပ်စက်တပ်ဖြန့်အခြားပြည်သူ၂ဦးမှထွက်ပြေးလွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ် စကိုင်းတိုင်းကမ်းပလူမျိုးနဲ့စပယ်နန်းသာဂိတ်တွင်အကြံဖက်စစ်တပ်ကပြည်သူစစ်တပ်ဦးကိုဖမ်းဆီးခဲ့ကပြည်သူလေးဦးကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်လိုက်ကြောင်းဂျောလာကမ်းပလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်းပလူခရိုင်မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ26ရက်နေ့တွင်အကြံဖက်စစ်တပ်ကဖာကန့်တန့်စေပြည်ဆွေသည့်ကားများမှကားသမားပါဝင် ပြည်သူစစ်တပ်ဦးကိုစပယ်နန်းသာဂိတ်တွင်ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဖမ်းဆီးခံရသူများသည့်တန့်စေမှုနှင့်ပြည်သူများဖြစ်ကြကြောင်း အမျိုးသားကိုဦးအမျိုးသမီးနှစ်ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းဖမ်းဆီးခံရသူများသည်ဖားကံမျိုးတွင်တွားရောက်လောက်ကင်နေကြရမှာနေရက်ပြန်လာကြသူများဖြစ်ကြောင်းသိရပါသည်အကြံဖက်စစ်တပ်သည်ကားပေါ်ပါပြည်သူများကိုတန့်ဆဲသားများအကုန်ဆေးဟုဆိုကဖမ်းဆီးလိုက်ခြင်းဖြစ်ပြီးဖမ်းဆီးခံရသူများကိုလက်ပြန်ကြိုးတုပ်ရှိုင်းနှက်နှိပ်စက်ခြင်းအပါအဝင်နှိပ်စက်ခြင်းအမျိုးမျိုးလုပ်ဆောင်ကအစာအငတ်ထားကြောင်းဖမ်းဆီးခံခဲ့ရရမှာထွက်ပြေးလွတ်မြောက်လာသူတအုပ်ကပြောပါတယ်ဖားကံကလည်းကျွန်တော်တို့ဆင်ခဲ့တာလမ်းမလေးအိတ်ခဲ့တယ် စပယ်နတ်သားခိတ်ကကျွန်တော်တို့မှတ်ပုံတင်တွေဖုံးတွေကိုစစ်တာပေါ့သူတို့တန်ပိုခိတ်ကိုခေါ်သွားတယ်။မြေအဖွားတော့ဘာမှမလုပ်ဘူး။မင်းတို့တန့်စင်တွေက PDF တွေကြီးပဲဆိုပြီးယောက်ျားလေးတွေအကုန်လုံးကိုလက်ပြန်ကြိုတုပ်ပြီးရိုက်တာနှိပ်စက်တာဝရင်ထုတ်အစိုးရနဲ့ရိုက်တာဂျိုးခောက်တွေနဲ့ရိုက်တယ်ခြေထောက်တွေလည်းကန်နေထမင်းလည်းမကြွေးဘူးရေလည်းမတိုက်ဘူးတယောက်ချင်းစီစစ်တာဘယ်ဖွဲ့စည်းနဲ့ပူးပေါင်းလဲအမှန်တိုင်းဖြင့်မင်းတို့ကောင်တွေကိုတတ်မှာဆိုပြီးချိန်ချောက်တာပေါ့ကျွန်တော်တို့ဖုံးတွေလည်းစစ်တယ်ဘာမှလည်းမရှိဘဲနဲ့ကျွန်တော်တို့ကိုအပြစ်မဲ့တက်တက်ကြီးကိုအနိုင်ချင်တာ ခရီးသွားလာတဲ့သူတွေအကုန်လုံးသတိထားကြပါစင်ကြင်ကြပါဟုဖွပြေးလွမြောက်လာသူများကပြောဆိုပါတယ်။ဖန်စီခံရစက်တပ်ဦးတွင်ချောင်းစုံတရွာမှ6ဦး၊ဒီပဲရင်မှ2ဦး၊ဘေးရင်ရွာတက်မှ2ဦး၊အရာတော်မှ2ဦးနှင့်နဘတ်ကြီးရွာမှ2ဦးဖန်စီခံခဲ့ရခြင်းဖြစ်ကြောင်းတန်ဆေသားများကိုတည်တံဖန်စီနှိပ်စက်ခြင်းဖြစ်ကလေယောညပါထမင်းမချွေပဲဒူးထောက်ခိုင်းခြင်းဖြစ်ကြောင်းနေတိုင်းလာရောက်ရိုင်းနှက်နေခြင်းဖြစ်ကြောင်းပြန်လည်လွမြောက်လာသူများကပြောဆိုပါတယ်။ ကိုကိုကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လောက်ကန်စားတောက်နေတာဒီလောက်ရရက်ဆက်ဆက်ပပဆက်ဆက်လောက်တာမကြုံဘူးဘူးတအားကိုရက်ဆက်တဲ့လူငယ်မှန်သမျှအကုန်လုံးကိုနှိပ်ဆက်တာဒီဘဲရင်ကလူဆိုရင်အသက်60လောက်ရှိပြီသူဆိုလေအလိုမပေးပါဘူးဝရင်တုပ်တွေနဲ့လည်းရိုက်တယ်ကြီးကြီးငယ်ငယ်မလွယ်ကူပါဘူးစပယ်နန်တာခိတ်ကနေမတော်ချပါနဲ့28ရက်နေ့မှာလူနှစ်ယောက်ကိုအပြင်ခေါ်သွားပြီးကာသမားကိုရရက်ဆက်ဆက်တတ်ဖြစ်ခဲ့တယ်ပြန်လာတဲ့လူကိုမေးကြည့်တာဟုပြန်လဲထွက်ပြေးလွမြောက်လာသူများကပြောကြပါတယ် အကြံဖတ်စစ်တပ်သည်ဖမ်းဆီးခံရသူများကိုကွင်းပြင်တွင်ဒူးထောက်ကျိုးထုတ်ထားရုံမျှမက စောင်းတွင်အေးနေသည့်ကြားမှမနက်တခါညတခါရင်းနှင်းလာ၍လောင်ကျင်းများလှုပ်ဆောင်ခဲ့ကြောင်းနိုဝင်ဘာလ26ရက်နေ့နနက်ပိုင်းအမျိုးသား5ဦးကိုတန်ဖိုဂိတ်ကိုတက်ရန်ခေါ်ဆောင်သွားကြောင်းကားပေါ်တွင်ဓာတ်တွေ့၍လက်ပြန်ကြိုးကိုပြန်ပြီးထွက်ပြေးခဲ့ကြောင်းလိုက်ရှာချိန်တွင်၃ဦးပြန်ပြီး၍တပ်ဖြတ်ခံခဲ့ရကြောင်းသိရပါသည်ကျွန်တော်တို့တွေခြုံပုတ်ကြပုံနေတာကျွန်တော်တို့ကိုမမြင်တာပဲရှိတာကျွန်တော်တို့ကြားကနေဖြက်ဖြက်ပြီးရှာနေတာ 6ခေါက်9ခေါက်လောက်3ယောက်ကပြန်မိသွားတယ်။တယောက်ကသေချာတယ်။တက်ပစ်ခဲ့တာ။ဂျန်တဲ့နှစ်ယောက်ကိုတော့တတိမကြဘူး။တခါတည်းတက်ပစ်လိုက်တာလို့ယူဆလို့ရတယ်။သူတို့ကလူစိတ်မရှိဘူး။တက်ပစ်တာဖြစ်နိုင်တယ်။စပြေကလေးကတနက်နဲ့လိုက်ပစ်တာ။ပုံနေရကအန်ရဲကင်းပြီဆိုတဲ့အချိန်မှထွက်ပြေးခဲ့တာ။တညာလုံးတော်ရဲမှာအိတ်ခဲရတယ်။ဒီဘက်နေမြေရောက်မှအကူအညီတောင်းခဲ့ရတာ။ကားသမားတွေတွေ့လို့အခုကြီးတောင်းတာဘယ်သူမှလိုက်မပို့ဘူးဟုထွက်ပြေးလွတ်မြောက်လာသူများကပြောဆိုပါတယ် လက်ရှိထွက်ပြေးလွတ်မြောက်လာသူနှစ်ဦးက PDF နေမြေတွင်ရောက်ရှိနေပြီဖြစ်ပြီးကောင်းကောင်းမွန်မွန်ကြိုဆိုကြကာစေဝါကူတောင်းမှုလည်းပေးကြောင်းထွက်ပြေးစဉ်ကလန်ခွဲသွားကြတော့လေလက်ရှိတွင် PDF နေမြေတွင်ပြန်တွေး၍အတူတကွကိုစောင့်ရှောက်ပေးထားကြောင်းလည်းထွက်ပြေးလွတ်မြောက်လာသူများကပြောဆိုပါတယ်ကမ်ဘလူမျိုးနဲ့အတွေ့ရှိဖြူဟာလန်ကျောကိုအုံပြုသွားလာနေကြသည်ပြည်သူများအနေနဲ့မမေးမမြန်ပဲသွားလာခြင်းမပြုကြရန်နှင့်လူငယ်လူရွယ်လူလတ်ပိုင်းများအရေးကြီးသွားလာရန်လိုအပ်ပါက ကွင်းလန်းကျောမတက်စစ်စုံစမ်းမေးမြန်း၍သွာလာကြပါရန်ကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်မှတတိပေးထားပါသည်